န်စီးရီးထဲမှာတော့ဂီဒီနဲ့တီးတာပေါ့နော်အခုဒီမမ်မီများထဲမှာဗာရှင်တစ်မျိုးပြောင်းလိုက်တဲ့အချိန်ကျတော့သူကဂီဗီဖြစ်သွားတယ်ဂီဗီဟိုမှာပလဂင်နဲ့ပီယန်နိုနဲ့အသားပေးပေါ့နော်ရော့ခ်ပီယန်နိုနဲ့အဲ့လိုအသားပေးပြီးတီးသွားတဲ့အချိန်ပေါ့အဲ့တော့သူက intro ဆောက်ဝင်တဲ့အချိန်ကျတော့ note ကဒီ B note က mirror note နဲ့သွားတာပေါ့နော်အဲ့လိုလေးဝင်တာပေါ့အဲ့တော့မှ piano ကကျတော့ဒီ low note b နဲ့တီးတာပေါ့ အဲ့တော့ကျွန်တော်တို့နှစ်ခုတွဲလိုက်မယ်ခုနက B note mid ကိုမယူတော့ဘူးねဒီက low note ကိုယူလိုက်မယ်အောက်က1ကျိုးနဲ့2ကျိုးကတော့အရင်တိုင်းပဲပေါ့အဲ့ဒါကိုဒီအပေါ်ကဒီ B note ကို hammer လေးနဲ့ဝင်လိုက်တာဟုတ်နော် open နေပြီးအောက်2ကျိုးကဒီ1ကျိုးကို2ကွက်ကိုထောက်ထားမှာ up ပုံစံပေါ့နော်1 and 2 and 3 and 4 and 8နောက် A ကအတွက်က5ဂျူ open နဲ့အောက်ကလည်း2ဂျူလောက်နဲ့ open ပဲ A ကနဲ့နောက် E ကအတွက်ကျတော့ base note ပဲဒီလိုလာတာပေါ့နော် A flat note G sharp note အတူတူပဲအဲ့ဒါနဲ့အောက်2ဂျူနဲ့ယူတာအဲ့ဒါ A နဲ့ E နဲ့ high bar ဖြစ်သွားတာပေါ့နော်အဲ့ကျတော့ B တစ်ပါးပြီးရင် A E Haba ပေါ့တော့ကွာကသူက AU ရောက်တော့မှာပေါ့ AU မကူးခင်သူကအပေါ်က notes လေးနှလုံးကိုဟာမာလေးနဲ့ဖြတ်ဝင်လိုက်တာဘယ်မှာလဲဆိုတော့ဒီ E ကောလေနောက်ဆုံးတီးခဲ့တဲ့ A နဲ့ဟာပါလေအဲ့အဲ့မှာ 4v မှာပေါ့နော် e core ရဲ့နောက်ဆုံး b မှာကျတော့အပြည့်မတီးတော့ဘူးနဲ့ဒီက notes နှလုံးကိုဟမ်းမယူလိုက်တာပြီးရတယ် a ကိုဆင်းတော့မှာသူ a ဆင်းတဲ့အချိန်ကျတော့လေဒီ4ဂျိုးနဲ့3ဂျိုးပဲဖိထားမှာပေါ့နော်အဲ့တော့တီးတဲ့ pattern က base ဂျိုးနဲ့5 4 2 3 4နော် base ကဒီကိုရောက်သွားတယ် နောက် G ကိုရောက်သွားတယ်နောက် B ကိုရောက်သွားမယ် B ရလဲပြီး5ကျိုးရယ်4ကျိုးရယ်3ကျိုးရယ်3ခုပေါ့အဲ့တော့ပြန်တီးမယ်ဆိုရင်ခုနကဖြတ်ဝင်နေရလေးပေါ့နော် ော့ D ကိုရောက်သွားပြီဆိုရင်တော့432ပြီးမှာဟုတ်ပြီနော်4နောက် E ကိုရောက်သွားပြီအဲ D နဲ့ E နဲ့လည်းဟာပါပါ ုဘတ်လေးဝင်ပါဘောနော်အဲ့တော့ဘတ်တီးတာနဲ့ chorus နဲ့မတူပြန်ဘူးပေါ့နော်အဲ့တော့ chorus ကဘယ်လိုဝင်မလဲဆိုတော့ ego ကနေစပါ ego ကနေနော်တော့တဘာစီဖြစ်တော့တယ် ego ဖြီးတဲ့နီးပေါ့နော်နောက်ပြီး G flat F sharp အတူတူပဲပေါ့နော် ကျတော့စောစောအတိုင်းပဲအောက်ကနှစ်ကျိုးအလွတ်ထားလိုက်တယ်အဲ့လိုဖြစ်သွားတယ်နောက်ပြီးတခါဒီဘက် C sharp ပေါ့နော် D flat minor C sharp minor ဒါကြတော့ဝမ်းကျိုးလွတ်ထားမှာနော်နောက်ပြီးတခါ E ကိုပြန်ဝင်တဲ့ချိန်ကျတော့4ကျိုးနဲ့ပဲယူမယ်တဝက်ဒီမယ်နောက်ပြီးဒီက bass ကျိုးလေး ဲ့ဒါနဲ့အောင်နှစ်ကျိုးနဲ့ပြီးရင်ကဒီဘက်ဖိုက်ကျိုးကိုပြန်လာဟုတ်ပြီနော် Ay, pésimo, me paro. ပတ်လေရိုက်တော့ပါเนาะ intro တိရမယ် bass တိရမယ် chorus တိရမယ်အဲ့ဒီ၃ဘိုင်းကိုရထားရင်တော့အဆင်ပြေသွားမှာပေါ့